သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနမဒီကနေ့အော်တိုဘားလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ရန်ကုန်မှာတိတိတတ်တာမြင်းကလေးလှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများအထက်မြင့်တိုက်တာများပေါ်မှာလမ်းမပေါ်ကိုပြေးဆင်းရပြီးဒလမြို့ကိုဗဟုပြု၍တုံးတက်တမကိုအစင်ရှိတဲ့မြင်းကလေးလှုပ်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်မြို့မှာယမန်နေ့ည7:08မိနစ်အချိန်မှာတိတိတတ်တာငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများအထက်မြင့်တိုက်တာများပေါ်မှာလမ်းမပေါ်ကိုပြေးဆင်းခဲ့ရကြောင်းရန်ကုန်မြို့မှာပြည်သူများကပြောဆိုပါတယ်။ယမန်နေ့ညပိုင်းမှာစမ်းချောင်းမြို့နယ်၊အင်းစိန်မြို့နယ်၊လေတဲမြို့နယ်၊လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့မြို့နယ်အများစုမှာငလင်လှုပ်ခတ်သွားခဲ့ကြောင်းငလင်လှုပ်ခတ်မှုမှာအနည်းငယ်ပြင်းထန်တဲ့အတွက်ပြည်သူများအထိတ်တလန့်နဲ့အထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းရကြောင်းသိရှိရပါတယ်။ ဒုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းတယ်လို့ငလင်လှုပ်တာအကုန်ပြေးစင်းရတယ်စံကြောင်းမှာတော့တိုက်တိုင်းလူလူကပြေးစင်းလာကြတာလို့စံကြောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတဦးကပြောဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရအော်တိုဘားလ18ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီကုန်မနစ်အချိန်ခန့်မှာရန်ကုန်တိုင်းတလားမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုဗဟိုပြွ့၍ Richter scale 3.9အဆင့်ရှိတဲ့ အင်းအားအနှင်းငယ်ရှိမြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းသိရှိရပါတယ်။ယခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့စကိုင်းငလင်းကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်သေဆုံးခဲ့ပြီးရန်ကုန်အပအဝင်မြို့နယ်ပြည်သူများမှာငလင်းအန္တရာယ်ကိုအကြီးအကျယ်စိုးရိမ်နေရခြင်းနဲ့ဖြစ်ပါရခင်ဗျာ။ထက်မှတ်တင်ဆက်ပေးကြတာကတော့လောင်လုံးမြို့အောင်တပြေဘုန်းကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ပြီး စစ်သားအလုံးရေစကန်ကိုစုပ်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့အောင်တပြည်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ပြီးစစ်သားအလုံးရေစကန်ကိုစုပ်ခွာထွက်ပြေးသွားကြောင်းဒဝေခိုင်တပ်ပေါင်းစုပြန်ချိုင်းတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ18ရက်နေ့မနက်9နာရီခန့်မှာလောင်းလုံးမြို့မှာရှိတဲ့အောင်တပြည်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကအနီးအနားမှာရှိတဲ့ကြီးရွာများမှာလူငယ်များကို ပေါ်တာဆွေဖန်းစီရန်ထွက်ခွာလာစဉ်မှာတော်လိုင်းရေးတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကာစေဦးထက်မနေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရေးဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှအထိနာခဲ့တဲ့အတွက်ကြောင့်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်သားအလုံးဟာလောင်းလုံးမြို့ပေါ်ရေစကန်ကိုဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်သားများဆုတ်ခွာရလမ်းကြောင်းတစ်လျှောက်မှာလည်း ပြည်သူပိုင်နေအိမ်များကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်သွားခဲ့ကြောင်းပြည်သူများဟာတိုက်ပွဲဖြစ်ပွားနေစဉ်စစ်ဘေးတင်းရှောင်ခဲ့ခြင်းကြောင့်ထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်တချို့ပျက်စီးခဲ့ရကြောင်းသိရှိရပါတယ်။အဲ့ဒီအောင်တပြည်ဘုံကြီးကျောင်းမှာစစ်ခွေးတွေတက်ဆွဲထားတာတလကျော်လောက်ရှိပြီးအင်အားက40လောက်ရှိတယ်။အဲ့ဒီစစ်ခွေးတွေကလမ်းသွာလမ်းလာပြည်သူတွေစီကနေစက်ကြီးတောင်းတာတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေလို့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့တာပါ။ ျွန်တော်တို့တွားရောက်တိုက်ခိုက်ချိန်မှာစစ်ခွေးတွေကအနီးအနားကရွာတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့အချိန်နဲ့တိုးသွားတော့ဘုံကြီးကြောင်ရှိမှာပဲအနီးကပ်ပစ်ခတ်မှုဖြစ်တာပေါ့တိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၄កောင်ထပ်မင်းတည်ဆုံပါတယ်ဒဏ်ရာရတာလဲ၁၀កောင်ထပ်မင်းရှိပါတယ်တိုက်ပွဲအတွင်းမှာပဲစစ်ခွေးတွေကလောင်းလုံးမြို့ပေါ်ရေစကန်ကိုလန်တောက်လျှောက်တနက်တွေပစ်ပေါက်ပြီးစုတ်ခွာထွက်ပြေးသွားတယ်လို့ဒဝေခိုင်တပ်ပေါင်းစုပြန်ချိုင်းတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါရယ်ခင်ဗျာ ဆက်လက်သိရှိရတဲ့သတင်းကတော့ငဖဲမြို့နယ်စစ်တပ်ရဲ့နေရီကန်ပြူဟာကုန်းစခန်းမှာထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူများလည်းဇက်တိုက်ရှိနေကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်ရဲ့နေရီကန်ပြူဟာစခန်းကုန်းမှာထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူများလည်းဇက်တိုက်ရှိနေကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။အေအေကစစ်တပ်ရဲ့နေရီကန်ပြူဟာစခန်းကုန်းမှာရှိတဲ့ အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းအေအေရဲ့ထိုးစစ်မှာကစင်ကလျားထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တချို့နဲ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းစစ်တပ်ကနေရီကန်ပြူဟာကုန်းစခန်းမကျစေရေးအတွက်လေကြောင်းပစ်ကူနဲ့စစ်ကူများအဆက်မပြတ်ပေးနေတဲ့ကြားမှာအေအေကအကောင်ဆုံးတုံ့ပြန်ခံစစ်တဲ့အတူထိုးစစ်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်။ယမန်နေ့အော်တိုဘားလ18ရက်နေ့အချို့သောနေရာများမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့က အေးအေးထမ်းမှအလံဖြူထောင်လက်နဲ့ချကအလင်းဝင်ရောက်လျက်ရှိကြတဲ့ကဲ့သို့တချို့ကိုတိုက်ပွဲတွင်လက်ရဖမ်းဆီးရမိခဲ့ကြောင်းအရခတ်တက်တော်အနေနဲ့အေးအေးထမ်းကိုအလင်းဝင်ရောက်လာခဲ့ကြတဲ့သူတိုင်းကိုစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားလျက်ရှိကြောင်းသိရှိရပါတယ်တို့ကြောင့်အချမ်းဖတ်စစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စူးစမ်းခြင်းခံရတဲ့သူတွေအနေနဲ့အရခတ်တက်တော်နဲ့အနည်းဆုံးနေရာတွေကိုဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်းအေအေကအသိပေးနှိုးဆော်ထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဆလင်းနဲ့ရေဦးမြို့နယ်တို့မှာစစ်တပ်ကင်းဘုံနဲ့လှည့်ကင်းများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမြို့ပေါ်နဲ့စင်ဖြူကျွန်းလမ်းပိုင်းတို့မှာကင်းလှည့်နေတဲ့စစ်သားများနဲ့ကင်းဘုံဝင်နေတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှထိခိုက်မှုရှိနိုင်ကြောင်းပြည်သူညီနောင်ဆလင်းတရင်တာဝန်ခံကိုပြည်သူကပြောဆိုပါရတယ်။အော်တိုဘားလ16ရက်နေ့မှာ ဆလင်းမြို့ပေါ်မှာရှိတဲ့ပန်းကြံတောင်အနီးကင်းဘုံဝင့်နေတဲ့အကျန်းဖတ်စစ်သားတွေကိုမိုင်းဆွဲတိုက်ခတ်ခဲ့ကြောင်းအော်တိုဘားလ15ရက်နေ့မှာလဲစင်ပြူကျွန်းလမ်းပိုင်းမှာကင်းလဲ့နေတဲ့စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုမိုင်းဆွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုများအတွင်မှာအကျန်းဖတ်စစ်တပ်မှထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ စစ်ခွေးတည်စင်းကတော့ကျွန်တော်တို့ဆက်လက်ဆုံးဆက်နေပါတယ်။စင်ဖြူကျွန်းပတ်မှာက4 week currency နဲ့စစ်ခွေးအင်အားက15ဦးလောက်ရှိမယ်။စလင်ပက်ကြံတောင်းကစစ်ခွေးအင်အားက6ဦးလောက်ရှိတယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူညီနောင်စလင်တရင်တာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။စလင်မျိုးပြ UG ကြားပေါက်အဖွဲ့ကစလင်မျိုးပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်တဆွဲထားတဲ့နေရာတွေကိုဆက်လက်ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်ကြောင်း ကြံဖတ်စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲဆောင်ရွက်ရမှာလဲတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ဇလင်းမျိုးပေါ်မှာနေထိုင်တဲ့ပြည်သူများအနေနဲ့အကြံဖတ်စစ်သားများအနီးဖြတ်တန်းသွားလာခြင်းမျိုးမပြုလို့ရန်မြို့ပြ UG ကြားပေါက်အဖွဲ့နဲ့ပြည်သူညီနောင်ဇလင်းပူပေါင်းအဖွဲ့ကဆက်လက်ပြောဆိုပါတယ်အလားတူစကိုင်းတိုင်းရေဦးမျိုးအထွက်မှာကင်းဘုံဝင်နေတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်သားနှုတ်သေးဆုံးခဲ့ကြောင်းပြည်သူကာကွယ်ရေးအဖွဲ့ရေဦးမျိုးနဲ့ပကပတာဝန်ခံကရန်ကုန်ခေတ်တည်ထောင်ထဏာကိုပြောဆိုပါတယ် အော်တိုဘားလ16ရက်နေ့ည10:30မိနစ်ခန့်မှာရေဦးမြို့အထွက်မှာကင်းမုံဝင့်နေတဲ့အကျန်းဖတ်စစ်သားနဲ့ပြူစောတီ10ဦးခန့်ကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်းမှာအကျန်းဖတ်စစ်တပ်ဘက်မှ2ဦးသေဆုံးခဲ့ပြီး4ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိကာတော်လှန်ရေးပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးနှကောင်တည်တယ်၊၄ဦးဒဏ်ရာပြင်းထန်ရတယ် တပွင့်နှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရည်ဦးမြို့နယ်ပကဖတာဝန်ခံကပြောဆိုပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ရှစ်လွာတိုက်ခန်းကနေပြုတ်ကျတဲ့ကလင်းငယ်ကိုအသက်ရှင်လျက်ကေတင်နိုင်ငံကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ပစွန်တောင်မြို့နယ်ရည်ကျော်လမ်းမပေါ်ကရှစ်လွာတိုက်ခန်းကနေလင်းနစ်အရွယ်ကလေးတူပြုတ်ကျပေးမယ်အသက်ရှင်လျက်ကေတင်နိုင်ခဲ့တယ်လို့ ကုပူတူးနဲ့ဘော်ဒါမြားလူမှုကွန်ရီအသင်းကအသိပေးထားပါတယ်ပြုတ်ကျတဲ့ကလေးကစော့နေရင်ပြုတ်ကျခဲ့တာဖြစ်ပြီးတိုက်နှစ်တိုက်ကြားသုံးလွာမှာညက်နေခဲ့တာလို့ဖော်ပြထားပါတယ်ကျွန်တော်တို့ကုပူတူးနဲ့ဘော်ဒါမြားအသင်းမှာရှိတဲ့ power unit hydraulic tools များအသုံးပြု၍မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်များမိဖက်ပရာဟိတအသင်းများနဲ့အတူပူးပေါင်းပြီးအသက်၄နှစ်ကျော်တမီလီအားအောင်မြင်စွာကဲထုနိုင်ခဲ့ပါသည်လို့အဲ့ဒီအဖွဲ့ကအသိပေးထားပါတယ်အဆိုပါအသင်းကထုတ်ပြန်ထားတဲ့တပ်ပုံတွေမှာတော့ ကလေးရဲ့မျက်နှာမှာဒဏ်ရာအနည်းငယ်ရနေတာကိုပဲတွေ့ရှိရပါတယ်။တိုက်ကြားထဲမှာညံ့နေတဲ့အချိန်ကလေးမပြုတ်ကြအောင်လုံခြုံရေးဝန်ထမ်းနှစ်ဦးကကလေးကိုဆွဲထားလို့ရမယ့်နေရာအထိဝင်ရောက်ကူညီပေးခဲ့တာလို့ဖြစ်စဉ်အနည်းမှာရှိနေတဲ့အမျိုးသမီးကရေးသားထားပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့မန္တလေးမှာစိုက်ကယ်စီးအမျိုးသမီးကိုတိုက်ပြီးမှုတန်တရားရှိတဲ့ကားနဲ့ယာဉ်မောင်းပုံတွေထွက်ပေါ်လာ။ကားအောက်ညက်ပါသွားသူအသက်မသိဘူးလို့စစ်အုပ်စုကဒဏ်ပြန်သတင်းဖြန့်ပြီး ကျွလွန်သူကိုမဖမ်းနိုင်သေးကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီးစကောလန်းပေါ်မှာအော်တိုဘားလ16ရက်နေ့ညပိုင်းကစိုက်ကေကိုဝင်တိုက်ပြီးကားအောက်လူညက်ပါလာတာကိုရက်မပေးဘဲမောင်းပြေးကလူရှင်းတဲ့နေရာမှာကားအောက်ညက်ပါလာတဲ့အမျိုးသမီးကိုဖြုတ်ယူကားနောက်ဖုံးတဲ့ထည့်ပြီးလမ်းဘေးတနေရာမှာဆွန့်ပစ်ခဲ့မှုနဲ့ပတ်သက်၍ယင်တိုက်မှုကျွလွန်တယ်လို့တန်တရားရှိတဲ့အင်စည်းကားနဲ့ယင်မောင်းဖြစ်သူရဲ့ဓာတ်ပုံတွေထွက်ပေါ်လာပါတယ်။အဲ့ဒီယင်တိုက်မှုနဲ့ပတ်သက်ပြီး MFP ကရရှိတဲ့တပ်ပုံတွေမှာတော့ရင်တိုက်မှုကျွလွန်တယ်လို့တန်တရာရှိတဲ့ကားဟာ Toyota Mac 2အမျိုးအစားအဖြူရောင် 3G ဖြစ်ပြီးရမောင်းသူဟာအာနာသိန်းစစ်အုပ်စု uniform ဝတ်ဆင်ထားသူဖြစ်ပါတယ်။အဲ့ဒီရင်တိုက်ပြီးမှုတန်တရာရှိတဲ့ကားကိုစစ်အုပ်စုလက်တံမွေးထားတဲ့ပသိမ်ကြီးမြို့နယ်ကပြည်သူ့စစ်အမိခံပြူစောထီးတွေစီးနေအုံပြူလေးရှိတယ်လို့ဤဆက်သူတွေက MFP ကိုပြောပါတယ်။ရင်တိုက်မှုတန်တရာရှိတဲ့ပသိမ်ကြီးမြို့ကပြူရီဟာ အဖြူရောင်မက်တူကနဲ့လှစ်ပတ်သွားလာလိရှိပြီးမူးယစ်တောက်စားနေတဲ့ပုံတွေကိုလူမှုကွန်ရက်မှာမကြာခဏဖော်ပြလိရှိတယ်လို့လဲနှိစက်သူအချို့ကဆိုပါတယ်။အဲ့ဒီရင်တိုက်မှုနဲ့ပတ်သက်ပြီးအနာသိန်းစစ်အုပ်စုကတော့ကျူးလွန်သူကိုဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူး။အော်တိုဘာလ16ရက်နေ့ည9နာရီဝန်းကျင်ကမန္တလေးမြို့ပသိမ်ကြီးမြို့အဝင်ဆိုင်ပုတ်အနီးစကူလန်းပေါ်မှာရင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးစိုက်ကယ်ကိုတိုက်ခဲ့တဲ့အင်စည်းကဟာကားအောက်လူညက်ပါလာတာကိုရင်မပေးဘဲဆက်လက်မောင်းပြေးသွားပြီး လူသူကင်းရှင်းတဲ့နေရာမှာကားအောက်ညက်ပါလာသူကိုဖြုတ်ယူကကားနောက်ဖုံးတဲ့ထဲ့တဲ့သွားပြီးနောက်လမ်းဘေးမှာထပ်မံဆွန့်ပစ်ခဲ့တယ်လို့မြို့ခံတွေကဆိုပါတယ်။ရင်တိုက်မှုဖြစ်တဲ့နေရာမှာစိုက်ကဲသားကြံရိတ်ခဲ့ပြီးလူကိုမတွေ့လို့ဝိုင်းဝန်းကူညီရှာဖွေပေးကြဖို့ဤဆက်သူတွေကအကူအညီတောင်းခံခဲ့ပါတယ်။အဲ့ဒီစိုက်ကဲနံပါတ်တိတဲ့သူများရှိလားဗျာ။ခုနှစ်နိုင်ဝန်းကျင်ပတင်ကြီးမြို့အဝင်ဆိုင်ပုံနာကားကနောက်ကတိုက်ပြီးထွက်ပြေးသွားလို့ပါ။စိုက်ကဲပဲတွေ့ပြီးလူမတွေ့ဘူး။မြင်လိုက်တဲ့သူတချို့ပြောကြတာ ကားအောက်ပါသွားတယ်လို့ပြောကြတယ်။မိုးကရွာလမ်းမီမရှိတော့ဘာကားလဲတေချာမမြင်လိုက်ကြဘူးတဲ့။အိမ်စီးကပါမိန်းကလေးအတုံးဆောင်တွေပဲတွေ့ရတယ်။လူကအခုထိမတွေ့ရသေးဘူး။အချိန်ကြီးကတော့မကောင်းတော့ဘူး။ကားကမန္တလေးဘက်ကိုမောင်းပြေးသွားတာပါလို့ဒေသခံတဦးကလူမှုကွန်ရက်ကနေတဆင့်အကူအညီတောင်းခံခဲ့ပါတယ်။စိုက်ကေကိုတိုက်ပြီးကားအောက်လူညက်ပါတာကိုရက်မပေးဘဲမောင်းပြေးတဲ့ကားဟာအဖြစ်ရောင်း Toyota Mac 2အမျိုးအစား 3J ကားဖြစ်တယ်လို့တွေ့မြင်သူတွေကဆိုပါတယ်။စိုက်ကေကိုတိုက်ပြီးတဲ့ကားဟာ ကားအောက်လူညက်ပါလာတာကိုသိရှိပြီးတဲ့နောက်လူရှင်းတဲ့နေရာမှာဖြုတ်ပြီးကားနောက်ဖုံးတဲ့ကိုထည့်သေးကနောက်ထပ်လူရှင်းတဲ့နေရာမှာလမ်းဘေးကိုဆွတ်ပစ်ခဲ့တာဖြစ်တယ်လို့ကုညီကေဇေကြီးလှုံ့ဆော်ပေးခဲ့တဲ့နန်းတော်ရှိလူမှုကေဇေကြီးအဖွဲ့ခေါင်းဆောင်ကိုသိန်းထွန်းအောင်ကဆိုပါတယ်။အော်တိုဘားလ16ရက်နေ့ညနေ6:45မိနစ်အချိန်ကမန္တလေးပသိမ်ကြီးမြို့နယ်စကူလန်ပသိမ်ကြီးဆိုင်းပုံနားမှာအရှိပတ်ကနေမောင်းနှင်လာတဲ့မော်တော်ကားနဲ့စိုက်ကယ်အားတိုက်ပြေးရာမှာစိုက်ကယ်စီးသူအမျိုးသမီးမှာစိုက်ကယ်ကျန်ခဲ့ပြီး ကားအောက်မှာညက်ပါသွားကြောင်းဘေးမှမျက်မြင်သူများကပြောကြားခဲ့တဲ့အတွက်၎င်းအမျိုးသမီးလူနာအားမီးစလိုက်များနဲ့လိုက်လံရှာဖွေခဲ့ကြပေမဲ့အနီးအနားမှာမတွေ့သွေးစများသာတွေ့ရ၎င်းတိုက်ပြေးကအဆုတ်စေးယုံနားမှာခိတရက်ကြီးကကားအောက်ပိုင်းမှာလူပါလာမန်တည်တဲ့အတွက်အတိုက်ခံရတဲ့အမျိုးသမီးအားကားပေါ်တင်ပြေး၍ကန်ကောက်အထည်ချုပ်ဆက်ယုံနားမှာဆွန့်ပစ်သွားကြောင်းသိရတယ်လို့ကိုတိန်ထွန်းအောင်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ကားတိုက်ခံရသူအမျိုးသမီးရဲ့အမိဟာ မက်ခိုင်ဆန္ဒဖြိုးဖြစ်တယ်လို့လဲဥလီတော်ဆက်သူကဆိုပါတယ်အဲ့ဒီရင်တိုက်မှုဖြစ်ပွားပြီးနောက်၂၄နှစ်အထိအာနာသိန်းစေအိုစုကကျွလွန်တဲ့ကားကိုဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးစေအိုစုကကျွလွန်သူကိုမဖမ်းနိုင်သေးပေမဲ့ကားအောင်ညက်ပါသွားတဲ့အမျိုးသမီးဟာအသက်မသေးပဲစေယုံမှာတရိပ်ပြန်လည်လာပြီလို့သတင်းဖြန့်ပါတယ်အခုအခြေအနေကကောင်းပါတယ်မသေးပါဘူးအခုတရိပ်ပြန်ရနေပြီတော်တော်လေးကောင်းသွားပြီလောလောဆယ်ခွဲစိတ်ခံဝင်နေတယ်တိုက်ပြေးတာဆိုတော့မိသားစုဘက်ကအမှုဖွင့်မှာပါလို့ ကားအောင်ညက်ပါသွားတဲ့အမျိုးသမီးကိုရှာဖွေကစေးယုံပို့ပေးခဲ့တဲ့နန်းတော်ရှိလူမှုကေဇယ်ရေးဖွဲ့တာဝန်ရှိသူကပြောကြောင်းစစ်လော်ဘီတွေကတံပြန်သတင်းဖြန့်ပါတယ်။ကားတိုက်ခံရကကားအောင်ညက်ပါသွားတဲ့စိုက်ကစီအမျိုးသမီးအသက်မသေးပဲစေးယုံမှာတတိပြန်ရကစကားပြောနိုင်ပြီလို့နန်းတော်ရှိလူမှုကေဇယ်ရေးအဖွဲ့ကောင်းဆောင်ကိုသိန်းထွန်းအောင်ကလူမှုကွန်ရက်မှာရေးပါတယ်။ဝမ်းသာစရာသတင်းပါ။အောက်ပါဖြစ်စဉ်တွင်ရင်တိုက်ပြင်းမှုလူနာမတိတ်ဆုံးပါဘူး။မန္တလေးပြည်သူစေးယုံကြီးမှာ စီကူတတ်မှုများခံယူနေပါတယ်စကားပြောနိုင်ပြီးဖြစ်ပါကြောင်းလို့យေတာထားပါတယ်မန္တလေးမှာစိုက်ကယ်စီးတွာလာနေရင်ယင်တိုက်မှုလူရဲ့ခံရမှုတွေဖြစ်ပွားပါကကိုကဲသူမရှိဘဲကိုအန်နီကိုကိုတိုင်ကြည့်ရှောင်နေကြရပြီကားချင်းတိုက်တဲ့ယင်တိုက်မှုလိုမျိုးငွေညစ်လို့ရနိုင်မဲ့ဖြစ်စဉ်တွေမှာတော့စစ်အုပ်စုလက်တပ်မွေးထားတဲ့ပြူစောတီတွေကချက်ချင်းရောက်လာလိမ့်ရှိတယ်လို့မြို့ခံတွေကပြောထားပါဗျာခင်ဗျာ ဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လည်ရင်ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ။